်ရှင်သာဘုရားသခင်ကျေးတော်ချီးမွမ်းပါတယ်အားလုံးမင်္ဂလာပါခင်ဗျဒီနေ့တော့ယခုဘဝနဲ့နောင်ဘဝဆိုရကောင်းစဉ်လေးနဲ့ခွားပေးတော့မှာဖြစ်ပါတယ်တတိခန်း6 7ဘိုက်7ခွန်ကနေ19မှာဤဘဝ၌ငွေရတတ်သောသူတို့သည် မမနာစိတ်နှင့်ကင်းလွတ်၍မမြဲသောစီစဉ်ကိုမကိုးစားဘဲငါတို့ခံစားเสียဖို့အလုံးစုံတို့ကိုကြွယ်ဝစွာပေးသနာတော်မူသော အသက်ရှင်တော်မူသောဘုရားသခင်ကိုကိုးစားရမည်အကြောင်းနှင့်သူတစ်ပါးအာကျေးဇူးပြုခြင်းကောင်းသောအကျင့်၌ကျေဝပြည့်စုံခြင်းစွန့်ကြဲခြင်းသောစေရနာဆက်ရှိခြင်းအချင်းချင်းဆက်ဆံခြင်းမှန်သောအတက်ကိုဝန်စားလူသောငါနောင်ဘဝ၌ကောင်းသောဘာနာကိုမမိအဖို့စီဘူးချင်းတို့ကိုပြုရမည်အကြောင်းပြည့်ညတ်ထားတော်ပြောရတွေ့ရတယ်အဲ့တော့ကျွန်တော်ဟို ကျွန်တော်ရဲ့စီးစင်ဥစ္စာငွေကြီးကိုနော်ငွေကြီးကိုသူကဒီဘွားအတွက်လဲတောင်းရမယ်။နောင်ဘွားအတွက်လဲတောင်းရမယ်ပေါ့။အဲ့လိုပြောချင်တာ။အထူးဖြစ်တော့ငွေရတတ်တဲ့သူတွေကိုအထူးမှားတယ်။ဒါကျွန်တော်အလုံးလဲပါတယ်ပေါ့။ငွေရတတ်တဲ့သူကသူကငွေယူသွားကိုးစားတတ်တယ်ပေါ့နော်။အဲ့ဒါကြောင့်သူကသတိပေးတာပေါ့။မဟုတ်ဘူးတဲ့။ငွေယူပေးတဲ့ဖယောက်ကိုးစားပါမှားတာတွေ့ရတယ်။ ဆိုတော့အလုံးနဲ့ခြုံပြီးပြောမှဆိုတော့ကျွန်တော်အလုံးဟာကျွန်တော်ရဲ့ဖခင်ပေးထားတဲ့ငွေကြီးစီးစဉ်ဥစ္စာတွေကိုတုံးတဲ့နေရာမှာဟောဒီအခုဘဝအတွက်ကြတော့ဘလို့တုံးရလဲဆိုတော့နော်သူတစ်ပါးကိုကြီးစုပြုတာစွန့်ကျဲပေးကမ်းတယ်ဟောဒီလိုမျိုးအဲ့မှာတုံးတယ်အဲ့ဒါဆိုဒီဘဝအတွက်ပြန်ပြီးတော့မှအကျိုးရမယ် ခုဘွားမှာလည်းအကျိုးပြန်ရမယ်။ပြင်လဲအရေးကြီးတာကတော့နောင်ဘွားအတွက်နောင်ဘွားနဲ့ကောင်းသောဘာနာကိုမိဖို့စီးပူးချင်းဆိုတာအေဝံဂေလိလုပ်ငန်းတွေအတွက်ကိုယ့်ငွေချင်းများကိုပို့ပြီးတော့မှအသုံးပြုဖို့မှာတွေ့ရပါတယ်။ဒါကြောင့်ကျွန်တော်တို့တသက်မှာတသက်မှာဘုရားခင်ပေးထားတဲ့ငွေကြေးစီးစင်ဥစ္စာများကိုတွန်းဆွဲတဲ့နေရာမှာတစ္ဆာရှိဖို့လိုပါတယ်။ ဘလို့တစ္ဆာရှိရမလဲဆိုတော့ကိုတျောက်တဲ့ဇိမ်ခံဖို့မဟုတ်ဘူးကိုပောင်းဝင်ခြင်းမှာရှိတဲ့သူတွေကိုနဲ့သက်ဆိုင်တော်သူကိုနဲ့မျက်ချစ်လို့ပြောတဲ့အတိုင်းဒုက္ခရောက်နေတဲ့သူတွေကိုလည်းဟလာပေးကမ်းဖို့ဖြစ်တယ်လူဖို့ဖြစ်တယ်ကုညီဖို့ဖြစ်တယ်လို့အေဝံဂေလိလုံငန်းအတွက်အသုံးပြုဖို့ဖြစ်တယ်အဲ့ဒါဆိုရင်တော့အခုဘဝအတွက်ကိုအကျိုးရှိမယ်နောက်ဘဝအတွက်လည်းအကျိုးရှိမယ်ဒါလို့ပြောတာတွေ့ရတာနော် နှစ်တိခန်းလေးစပိုက်ကိုနဲ့တဆယ်မှာငါထံသူမြင်မြန်လာခြင်းကကြိုးစားလို့အเจ้าမူကဒီမသည်ယခုဘွားကိုနှစ်သက်သောဆစ်ရှိသည်ငါ့ကိုဆွန့်ပြေး၍တက်သလိုနေမျိုးသွားပြီဒီမကသူအမှုတော်ဆောင်တယောက်ဖြစ်တယ်ဒါပေမဲ့သူကဟိုဒီဘွားကိုတာရင်နှစ်သက်တယ်အဲ့ဒါကြောင့်အမှုတော်မဆောင်တော့ဘဲနဲ့စီးပွားလုံကပြန်လှုပ်သလားပေါ့နော်အဲ့လိုပြန်ဖြစ်သွားတယ်သူတို့ပြောတာတွေ့ရတယ် နော်တော့ရှင်ပေါလုကမနှစ်သက်ဘူးပေါ့ဖိလိပ္ပိခန်းသုံးစာပိုက်20မှာကျတော့ဗာပြောရဆိုတော့ငါတို့ကျင့်သောအကျင့်မူကကောင်းကင်ဘုံနဲ့ဆက်ဆိုင်လက်ရှိကဲတင်တော်မူသောရှင်သခင်ယေရှုခရစ်ဒီကောင်းကင်ဘုံကြွလာတော်မူ၍ငါတို့သည်မျော်လင့်လက်နေ။အော်ရှင်ပေါလုကတော့ငါတို့ကတော့ကောင်းကင်ဘုံနဲ့ဆိုင်တယ်ငါတို့ကျင့်သောအကျင့်ကခုနဒီမကတော့ဒီဘုရားယခုဘုရားအတွက်ပဲသူကတော့စိတ်ဝင်စားတယ် အရှင်ဘောလုကတော့မဟုတ်ဘူးတဲ့ငါတို့ကကောင်းကင်ဘုံမအကျိုးရှိဖို့ကိုပဲတိုက်စစ်ဝင်စားတယ်ကောင်းကင်ဘုံကလာမဲ့ယေရှုပဲမျှော်လင့်တယ်ဒီဘောအတွက်ဘာမှမျှော်လင့်မထားဘူးသူလိုပြောတာတွေ့ရတယ်ဒါကြောင့်အခုဘောနဲ့နောင်ဘောဘယ်ဟာဦးစားပေးရမလဲဆိုရင်တော့နောင်ဘောအတွက်ဦးစားပေးအသက်ရှင်ဖို့ဖြစ်တယ်ပြောတာတွေ့ရတယ်မထေခန်းချောက်စာပိုက်စကော21မှာ တန်ကြီးပိုးရွက်ဖြစ်စီ၍တခိုးထွန်းဖောက်ခိုးယူရမြေကြီးပေါ်မှာပါနာကိုမစေးဘူးချာနဲ့တန်ကြီးပိုးရွက်မဖြစ်စီ၍တခိုးမထွန်းမဖောက် မခိုးယူရကောင်းကင်ဘုံနဲ့ပါနာကိုစီးဘူးချာတော့အเจ้าမူကအကျင်ရက်နဲ့တင်တို့ပါနာရှိထိုရက်တို့တင်တို့ရှင်လုံးရောက်တတ်၏ဆိုတော့ကျွန်တော်ဘာကိုဦးစားပေးမလဲဆိုတော့ကောင်းကင်ပါနာကိုဦးစားပေးရမယ်မြေကြီးပေါ်မှာပါနာ ကိုမရှိဘူးပေါ့ကောင်းကင်ဘာနာကိုရှိဘူးပြောတယ်ဆိုတော့ကျွန်တော်သက်ရှင်ခြင်းဒီမကဲတော့ဒီလောကကိုဆွဲလန်းဖို့နှစ်သက်ဖို့ဦးစားပေးဖို့မဟုတ်ဘူးတဲ့နော်ကောင်းကင်ဘုံကိုဦးစားပေးပြီးတော့မှသာရကာလမှာအကျိုးရှိမဲ့အရာကိုဦးစားပေးပြီးတော့အသက်ရှင်ဖို့ပြောတာနော်ဒီလိုပြောချင်တာဘာဖြစ်လို့လဲဆိုတော့တဲ့သူကကောင်းကင်ဘုံအတွက်အသက်ရှင်ခြင်းရှင်ရင်ကျွန်တော်ရှင်လုံးကဘုရားသခင်စီကိုအမြဲတမ်းရောက်နေမယ် နော်မိကြီးအတွက်အသက်ရှင်မြင်တော့ယခုဘောအတွက်အသက်ရှင်ရင်တော့ကျွန်တော်စဉ်းစားလုံးကမိကြီးအရာတွေရွှေငွေစီးစင်ဥစ္စာအောင်မြင်ခြင်းတွေဒါတွေပဲစိတ်ဆွမ်းလန်းနေမယ်။ဒါကြောင့်နော်အခုဘောထက်နောင်ဘောဥစ္စာပေးဖို့ပြောတာဖြစ်ပါတယ်။မသက်ခန်း၆စာပိုက်33မှာဘုရားသခင်နိုင်ငံတော်ရဲ့ဖြောင့်မခြင်းတရားရှိဥစ္စာရှာကြတော့နောက်မှထိုအရာတို့ထည့်ပေးမယ်။ဒီဘောအတွက်မဆွရင်နဲ့နော်ဘုရားသခင်ဥစ္စာပေးပါတဲ့။ဒီဘောအတွက်လည်းဘုရားတောင်းယူမှာပါလို့ပြောပါတယ်။ ဟောအဲ့တော့နောက်ဆုံးအနေနဲ့တတိခန်းလေးစပိုက်ရှင်းနေကိုမှာဘာပြောလဲဆိုတော့ကိုကာယကိုဆုံးမခြင်းဒီမြတ်စွာဘုရားအကျိုးကိုမပိတ်ဖျားဝတ်နိုင်မှုလျော်ခြင်းမူကယခုဘဝနောင်ဘဝနဲ့ဆက်ဆိုင်သောဂရိတော်ကိုရသည်ဖြစ်၍အယားယာ၌အကျိုးကိုပေးတတ်သည်ဟုသောစကားသည်တစ္ဆာစကားဖြစ်အကျိုးမဲ့ခံရအပ်သောစကားလည်းဖြစ်၏ဆရာ

တို့လည်းအကျိုးရှိဖို့ဆိုရင်တော့အခုဘဝရောနောင်ဘဝတို့ကအကျိုးရှိဖို့ဆိုရင်တော့ကျွန်တော်ဘယ်လိုအသက်ရှင်ရမလဲဆိုတော့ဖျားဝတ်နိုင်မှုလျော်ရမှာဖြစ်ပါတယ်အဲ့တော့ဖျားဝတ်နိုင်မှုလျော်နိုင်ဖို့လို့အရင်ရေးကြည့်တယ်အဲ့ဒါဖျားရဲ့အကူအညီလိုအပ်ပါတယ်တော့ကျန်းစာဖတ်တဲ့ခါမှလည်းမှုလျော်ဖို့စူတောင်းတဲ့ခါမှလည်းမှုလျော်ဖို့เนาะပေကဆွန်ကျဲတဲ့ခါမှလည်းမှုလျော်ဖို့ဟာလာဤဝင်လေအလှငွေတွေထဲတဲ့ခါမှလည်းမှုလျော်ဖို့ဖျားချောင်းသွားတဲ့ခါမှမှုလျော်ဖို့ နော်အဲကျေတော့ရှင်မောတဲ့ခါမှာလဲရှင်မကုကွဲတဲ့ခါမှာမှုလျော်ဖို့အမှုတော့ဆောင်တဲ့ခါမှာလဲမှုလျော်ဖို့ဒီကိုအားနဲ့မရဘူးဖရာအားလိုတာဖြစ်တဲ့အတွက်ဖရာခင်ဆရာနဲ့ကျွန်တော်အာယူရမှာဖြစ်တယ်အဲ့လိုမှုလျော်ချင်းကတာလဲအခုဘဝတို့လဲအကျိုးရှိလို့နောက်ဘဝတို့လဲအကျိုးရှိမှာဖြစ်ပါတယ်ပေါ့ဒါကြောင့်ဒီနေ့နော်အခုဘဝနဲ့နောက်ဘဝအကျိုးရှိဖို့အတွက်နော် ဖယောဝတ်၌မှုလျောကြပါတို့အတွင်နောင်ဘွားအတွက်ကိုတော့တာ၍ကုစားပေးကြပါလို့ခွားပေးနေနေကိုချုပ်ပါတယ်ဘုရားသခင်နဲ့တင်တို့အလုံးကောင်းချီးပေးပါစေတော့အာမင်